ကျုပ်တို့ငငယ်တုန်းကကျုပ်တို့နေတဲ့ရက်ွက်အတွင်းမှာဓာတ်လိုက်ပြီးတော့တေဆုံးသွားတဲ့အမိုက်တူရှိပါတယ်။သူကရေချိုးကန်နေရေဆက်ပိတ်ရာကနေဓာတ်လိုက်ပြီးတော့တေဆုံးသွားတာကြောင့်ထမင်းရင်ရှားနဲ့သေပါတယ်။သူမဟာရုပ်ရည်ချောမောလာတာကြောင့်ရက်ွက်ထဲကလူတွေကယွန်ချိုးမရဖြစ်ကြရပါတယ်။သူမသေတော့အပြိုရွယ်ငငယ်ချောချောလေးဆိုတော့အားလုံးကတနာကြပါတယ်။သူမအတုပဟာအလွန်စီကားပြီးတော့ပန်းနေနဲ့သူမအလောင်းကိုလှဆင်ထားတာဟာလည်း မြင်ရသူတိုင်းကိုစိတ်မကောင်းဖြစ်စေပါတယ်။တုတ်တန်မှာအတုပလာဖို့ကြသူတွေဟာသူမအလောင်းကိုစိတ်ဝင်တစားနဲ့လာကြည့်ကြသည်မှာခမ်းမအပြည့်ဖြစ်နေပါတယ်။ ။သူမရဲ့အကြောင်းကစိတ်ဝင်စားစရာကောင်းလာပါတယ်။ဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေရိုက်ကူးကသူမရဲ့မိသားစုကဖြစ်မစဲနိုင်ဖြစ်နေပါတယ်။သူမဆုံးမသွားပြီးတဲ့အချိန်တွေကစပြီးတော့ညဗတိဆိုရင်သူမတို့အိမ်ဘေးလမ်းအနေဖြတ်သွားသူတွေကို၆လက်နဲ့ဆိုပြီးတော့နာမည်ကြီးလာခဲ့ပါတယ်။သူမရဲ့မိသားစုကပကာတနာတွေမှတ်တာကြောင့်သူမအတွက်အလူလောက်ရမှာလဲတခြားနာမည်ကြီးတဲ့နေရာတွေကိုတွားပြီးလောက်တာကြောင့်မလဲတော့မသိပါဘူးသူမကကျွတ်ပုံလည်းမရပါဘူး သူမတေဆုံးသွားတော့အတိုင်းထမင်းရင်ရှားနဲ့သပင်ဖားရချတာတဲ့အတိုင်းအားလုံးကမြင်ကြရပါတယ်ရက်ွက်တွေကလူတွေကညဘက်ဆိုရင်သူမရဲ့အိမ်ဘေးကလမ်းကိုရှောင်ပြီးတော့သွားကြပါတယ်ကျုပ်တို့ကလေးတက်တိုက်ကတော့တိတ်ပြီးတော့ကြောက်ရအောင်မှလည်းမသိပါဘူး တညမှာတော့ကျုပ်တို့ကလေးတက်တက်ရကျုပ်တို့နေတဲ့ရက်ွက်နာကတနစ်တစ်ခါကျင်းပါလိမ့်ရှိတဲ့ဖျားပွဲစည်းကိုသွားကြပါတယ်အဲလိုနဲ့ပဲမြက်လဲဝင်ကြည်နဲ့မိုးတောင်တော့ချုပ်သွားခဲ့ပါတယ်အချိန်ကတော့ည9:00နာရီကျော်နေပါပြီအဲ့ဒါနဲ့ပဲကျုပ်တို့ကိုဥဆောင်ပြီးတော့ခေါ်လာတဲ့ဦးလေးနဲ့အိမ်ပြန်ခဲ့ကြပါတယ်ကလေးတွေကလည်းပွဲစည်းအတွေ့အကြုံတွေကိုတယောက်တစ်ပေါက်ပြောရင်းနဲ့စူညံစွာပဲလိုက်လာခဲ့ကြပါတယ်ရက်ွက်ထဲကအစိမ့်နေမကြီးတို့တေဆုံသွားတဲ့လမ်းထဲကိုဝင်လိုက်တယ်ဆိုတာနဲ့ပဲဆွဆွဲငင်ငင်ဦးလိုက်တဲ့ခွေးဥတန်းကြောင့်ကျုပ်တို့ကလေးတွေအားလုံးကအတန်တိတ်သွားခဲ့ကြပါတယ် ။ဦးလေးနောက်မှာအမြန်လိုက်လျှောက်လာရင်လည်းအစိမ့်တင်မကြီးတို့အိမ်ဘေးကိုရောက်လာခဲ့ပါတယ်။သူမရဲ့အိမ်ဘေးနားကရေကန်နားကနေဖြတ်သွားတဲ့အခါမှာတော့ရေတန်ကြရကကြက်သိန်းတွေပဲထထသွားခဲ့ပါတယ်။အဲဒါကြောင့်ပဲလှည့်ပြီးတော့ကြိလိုက်တဲ့အခါမှာတော့ရေကန်ပေါင်ပေါ်မှာခြေတော်တွဲလောင်းချပြီးတော့ထိုင်နေတဲ့သူမကိုထမိန်ရင်ရှားနဲ့စပင်းနဲ့လေထဲလွင့်နေတာကိုမြင်ရပါတယ်။အဲဒီအခါမှာကျွတ်တို့ကလေးတက်တက်ရလဲတရဲတရဲဆိုပြီးတော့ငဲတဲ့ပေါင်အော်ပြီးတော့ပြေးကြပါတယ်။ ရက်ကွက်အတွင်းကလူတွေကလည်းအလန့်တကြားဖြစ်ကုန်ကြပါတယ်။အဲ့ဒီတဲ့ရင်ကသူမတို့ရဲ့မိသားစုအိမ်ကိုပေါက်ကြားသွားပြီးတော့သူမတို့မိသားစုကအလွန်စိတ်ဆိုးနေကြပါတယ်။ကလေးတွေကပေါက်ကြရပြောကြတယ်သူတို့သမီးကိုတိတ်ခါချတယ်လို့ဆိုနေပါတယ်။နောက်တစ်ခါတရင်ကြားပါကရက်ကွက်ရုံမှာတိုက်မယ်ဆိုပြီးတော့လည်းပြောဆိုနေပါတယ်။ရက်ကွက်ကလူတွေကလည်းအမြင်ကတ်တာကြောင့်ဘာမှမပြောတော့ပါဘူး။တညမှာတော့ကားလိုက်နေတဲ့အကိုကြီးတယောက်ဟာမိုးတော်ချုံမှာသူမတို့အိမ်ဘေးလမ်းကနေပြန်လာကသူ့အိမ်အတွက်ဝက်စီဘက်တစ်ထုပ်ဝယ်လာခဲ့ပါတယ်။သူမတို့အိမ်ဘေးရေကန်သားကိုရောက်တော့ခက်သွက်သွက်ရှောက်လာတဲ့အခါမှာတော့ နောက်ကျောဘက်ကနေခြေတံတွေကိုကြားရပါတယ်။သူကကြောချမ်းသွားခဲ့ပါတယ်။နောက်ကျောမလုံသူလို့လည်းခံစားလိုက်ရပြီးတော့သူ့ရဲ့ဝက်စီဘက်တုပ်လေးကိုနောက်ကတယောက်ယောက်စောင့်ဆွဲတယ်လို့ဖြစ်သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲသူဇက်ကနေဆိုပြီးမြင်လဲရတာကထမင်းရင်ရှားနဲ့သပင်ဖားရချထားတဲ့သူမပါသူရဲ့နောက်မှာခောက်ခောက်ခွာရက်နေကလက်တစ်ဖက်ဟာရှည်ထွက်လာပြီးတော့သူ့ရဲ့ဝက်စီဘက်တုပ်ကိုလမ်းဆွဲလိုက်တာပါအဲဒီနောက်မှာတော့သူကလည်းဖနောက်နဲ့တင်မှာတသားတဲ့ကြအောင်ပြေးလိုက်ပြီးတော့ဝက်စီဘက်တုပ်တော့ဘယ်မှာကြကြံခဲ့လို့ကြကြံခဲ့မှာမသိတော့ပါဘူး ရက်ွက်တွေကသူတွေကသူမရဲ့ဖြစ်ကိုတနာကြပဲမလဲဘဝင်လေဟက်နေတဲ့သူမရဲ့မိသားစုတွေကိုတော့မပြောကြတော့ပါဘူးတနေ့မှာတော့ညတကောင်ရံလောက်မှာရက်ွက်တွင်ကလူတယောက်ခရီးကပြန်လာရာသူမအိမ်မေးရေကန်နားကိုရောက်ရေတန်ကြားရတော့ကြိလိုက်မိပါတယ်အဲဒီချိန်မှာပဲရေကန်ပေါ်မှာမတက်ရက်နေတဲ့ထမိန်ရင်ရှားနဲ့သူမကိုမြင်လိုက်ကြရပါတယ်အဲ့ဒီကခေါင်းနှပန်းနေကြီးသွားပြီးတော့ရှစ်ဆက်လျှောက်ရမလို့လို့နောက်ပြန်ပဲပြေးရမလို့လို့ဖြစ်ကကြက်တီတေသွားကြပါတယ်အဲ့ဒီချိန်သူမရေကန်ပေါင်ပေါ်ကနေလေထဲကိုဝဲပြီးဆင်းလာတာလဲတွေ့ရော ပြေးလိုက်ကြတာဆိုတာအင်ကိုဘလို့ပြန်ရောက်လို့ရောက်မှန်းတော့မသိတော့ပါဘူး။သူမသတင်းဟာတရက်ကွက်လုံးခြောက်ချားစရာဖြစ်လာခဲ့ပါတယ်။ရက်ကွက်ထဲကလူတွေကလည်းညဘက်ဆိုရင်သူမအင်ရဲ့ဘေးကလမ်းအောင်မသွားကြတော့ပါဘူး။တခြားလမ်းတွေကနေပဲရှောင်ကွင်းပြီးတော့သွားကြပါတယ်။တရက်မှာတော့ကျွတ်တို့အိမ်မှာယဟန်နာလို့တမုတ်ခံနိုင်ရတဲ့ဖုန်ကြီးတစ်ပါးနေစွန်းကပ်ပါတယ်။တရက်ကွက်လုံးလည်းဖိတ်ကြားထားကအလူလုပ်ပါတယ်။အဲဒီခါမှာသူမရဲ့မိကဖုန်ကြီးလာဖူးပါတယ်။သူမဝင်လာတာနဲ့ပဲဆရာတော်ကြီးက တကမာကြီးရဲ့နောက်မှာပါလာတဲ့ထမင်ရင်ရှားတဲ့ကလေးမှလည်းအထဲဝင်ကွယ်အဖြစ်ကလည်းစိုးလိုက်တာကွယ်ဒီဘဝကျွတ်လွန်အောင်ကုညီပေးမယ်ကြာလာအဲလိုမျိုးဆရာတော်ကြီးကပြောလိုက်တော့မှပဲသူမရဲ့အမေကလည်းဝမ်းနဲ့ပက်လက်နဲ့ငိုပါတယ် သူမရဲ့သမီးလေးကိုဒီဘဝကကျွတ်လွန်အောင်လုပ်ပေးရန်လဲငိုယိုပြီးတော့တောင်းပန်ရှာပါတယ်အဲ့ဒါနဲ့ပဲဆရာတော်ကြီးကတင်ငန်းတစုံပြေးဝယ်ခိုင်းကတင်ငန်းကိုကတ်ခိုင်းပါတယ်တရားပေးရည်စက်ချအမြဝေကသူမရဲ့နာမည်ကိုခေါ်ပြီးတော့တာရုခေါ်ခိုင်းပါတယ်ခဏလောက်ကြာမှတော့တင်းပြန်လာတဲ့အမွေရင်နဲ့တွေကိုထူးဆန်းစွာပဲအားလုံးရကြပါတယ်ဆရာတော်ကြီးကလည်းပြုံးလိုက်ပါတယ်သိကြပါတယ်သူမဟာကောင်းမွန်တဲ့ဘဝတစ်ခုကိုကူးပြောင်းသွားခဲ့ပါပြီအဲဒီချိန်ကနေစပြီးတော့သူမအိမ်နဲ့အနီးတစ်ဝိုက်မှာ၆လက်နဲ့ဆိုတာလည်းမကြရတော့ပါဘူး ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးကြကြရလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်